ချစ်လူမောလူဇနီးလောင်းလေးရဲ့ထမိန်မှာရှောင်းနေပြီဖြစ်တဲ့တရုတ်ဆောင်စီယာမင်္ဂလာပါရှင်ဘာမီစ်လိုင်ဘရီမှာပြန်လည်ကြွဆွန်လိုက်ပါတယ်ချစ်လူမောရဲ့ပြင်ထမိန်ရှောင်းရဲ့အစင်မှာရောက်နေတာကတော့တရုတ်ဆောင်မင်းသားစီယာပါအခုဆိုတရုတ်ဆောင်မင်းသားစီယာဟာသူ့ထက်အသက်25နှစ်လောက်ငယ်တဲ့ဇနီးလောင်းလေးရဲ့ထမိန်ကိုပါအပြီးပြင်ရှောင်းနေပါပြီဒါကြောင့်လည်းတချို့သောပြည်သက်တွေကတော့အသက်ကြီးတဲ့လူပြိုကြီးတွေကြီးမှဝတ်သက်ပေါက်တယ်လို့မိမရှင်တဲ့ကောင်အခုလိုဖြစ်တတ်တယ်လို့သင်္ကန်းစာတွေတောင်ဝေကတွေရနေကြပါတယ် အခုဆိုမြန်မာနိုင်ငံ Facebook တုံးတဲ့လူတော်တော်များများဟာလေဖုန်းဖွင့်လိုက်ရင်ကိုစီရနဲ့သူ့ရဲ့ချစ်မွားလေးအကြောင်းပဲမြင်နေရတာဖြစ်ပါတယ်။ဒါကလည်းတရုတ်ဆောင်စီရမိမရှူချိန်မှာမြန်မာနိုင်ငံမှာရှိသမျှမီဒီယာတွေကိုခေါ်ပြီးချစ်မွားလေးချစ်မွားလေးဆိုပြီးလှုပ်ခဲလို့ပါ။အရင်ကက Music MTV တချင်နေမှာတယုံဆောင်ခဲ့တဲ့မင်းသားတလက်ဖြစ်ခဲ့တဲ့တယုံဆောင်စီရဟောင်းယူပါဖြောင်းကချောမောလာပါနုဖတ် UN လို့အမျိုးသမီးပြည်သက်တွေကတဲတဲလို့အားပေးကြတဲ့မင်းသားတယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းမင်းသားစီရဟာတန်40ကျော်တဲ့ဒီမိမရီနဲ့ပတ်သက်မှုကင်းရှင်းကအမိနာမပင်လူပြိုကြီးပွားနဲ့မိခင်ကြီးကိုပြုစုဆောင်ရှောင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းခုချိန်မှာတော့အသက်ကြီးမှဝတ်သက်ပေါက်တလို့လူပြိုကြီးစင်ရဟောင်းချစ်စင်နဲ့တွေ့သွားပါပြီ။စင်ရဟောင်းသူတအသက်25နှစ်တိတိငယ်တဲ့အသက်19နှစ်ရွယ်မိန်းကလေးငယ်လေးကိုချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။စင်ရချစ်ကြိုက်ခဲ့တဲ့ကောင်မလေးကတော့မယုံရီစောလူခေါ်ကချောမောလှပတဲ့ကောင်မလေးဖြစ်ပါတယ်။ တကယ်ဆိုရင်အသက်19နှစ်ရွယ်သာရှိသေးတဲ့မယုံးရီစုံနဲ့အသက်40ကျော်ရွယ်သရုပ်ဆောင်မင်းသားစီရတို့ဟာတားဖအရွယ်တွေပါပဲ။ဒါပေမဲ့လည်းချက်မမျက်စီမရှိအသက်ရွယ်မရှိဆိုသလိုသရုပ်ဆောင်စီရနဲ့မယုံးရီစုံတို့ကတော့ချက်ကြိုက်လက်ထပ်ဖို့အတွက်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အခုဆိုရင်တန်40ကျော်ရွယ်လူပြိုကြီးစင်ရတယောက်အသက်19နှစ်ရွယ်မယုံဦးဒီစောအတွန်းရွှေတပိတ်တောင်စိန်တစင်ဆောင်ဗရမားတစင်ဆောင်ငွေသိန်း1500နဲ့သိန်း1000ကျော်ရန်ကွန်ထိုတိုက်ခန်းတကန်ရိုးရိုးတိုက်ခန်းတကန်တန်ဖိုးစုစုပေါင်းမြန်မာငွေသိန်း1000ကျော်နဲ့တင်တောင်းခဲ့တာဖြစ်ပါတယ်။ဒါပြင်တရုတ်ဆောင်စီးရဟောင်းဇနီလောင်လေးယုံဦးဒီစောကိုချစ်မွားလေးချစ်မွားလေးဆိုပြီးပါဇက်ကမချတာပါ။ အထူးသဖြင့်တရုတ်ဆောင်စီရဟာရုံးဝင်စောကိုဘလောက်ချစ်ချောင်းဘလောက်မြနှူးချောင်းဘလောက်တွေ့တာချောင်းအရင်ကြီးစားတွေထပ်ဘလောက်ချစ်ချောင်းပြောနေတာပါဒါကြောင့်လေတချို့လူတွေကဆိုရင်တော်တော်လေးကိုအမြင်ကန့်နေကြပါပြီဒါပြင်ခုဆိုရင်အစိုးရစီရဟာဇနီးတဲ့ရဲ့ထမင်းကိုရှော်နေတယ်လို့သိရပါတယ်စင်ရဟံစနီလောင်းလေးကိုချင်လွန်းလို့ပင်မမခံစေချင်လို့ထမိန်ဒီပါရှော့ပေးနေပြီလို့ဆိုပါတယ်။ဒါပြင်ဖုန်းပတ်စပို့တွေကိုလည်းပေးထားတယ်လို့ပြောလာတာပါ တကယ်ဆိုမြို့သားကဇနီးမယားရဲ့ထမိန်ကိုရှုံရင်ငရဲကြီးဖုံးနှိမ်တက်တယ်ဆိုရင်ယူဆရှိပါတယ်ဒါပေမဲ့လေတရုတ်ဆောင်မင်းသားစီယာကတော့ဘာကူမခင်မဆိုင်တော့ပင်ချစ်စနီးလောင်းလေးအတွက်ထမင်းလေးရှော်နေတာပါတချို့ကလည်းဈေးရလောက်တာကအကဲတော်တော်ပိုနေပြီလို့ဆိုကြပါတယ်တချို့ကလည်းအမေထမင်းတစ်ခါမှမလျှော်ပင်မယားထမင်းလျှော်ရဲဆိုပြီးဝေဖန်ချတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောထမင်းလျှော်နေတဲ့တရုတ်ဆောင်မင်းသားစီယာကိုဘယ်လိုမြင်ကြသလဲဆိုတာပြောသွားကြပါအောင်ရှင်